မင်္ဂလာပါကြည့်ရှုသူများကျုံမှာဒေါက်တာရေဝတီယာမဆွမ်းမီဖြစ်ပြီးအပိုလိုဆေးရုံစက္ကန့်ရဘက်မှာတာဝန်ထမ်းဆောင်နေပါတယ်။တအိမ်ခွဲစိတ်မှုတို့တာအိမ်ဖဲထုတ်ခြင်းဆိုတာဘာလဲဆိုတာကိုအားလုံးသိကြပါတယ်။အခုတော့ကိုဘလို့နီလဲမျိုးမျိုးနဲ့ဖေရှားကြတဲ့လဲဆိုတာပြောပြချင်ပါတယ်။ဖေရှားလေးနီလဲမျိုးမျိုးအများကြီးရှိပါတယ်။အကယ်၍ကအောက်တို့ဆင်းပြီးရောနေသွားလို့အောက်ကနေထွက်လာနေရင်တော့အောက်ကနေဖေရှားလာကအကောင်းဆုံးဖြစ်ပြီး ဒါကို regional hystrectomy လို့ခေါ်ပါတယ်။ဒါကတော့ဖိရှားတဲ့နီလန်တွေထဲမှာလူနာအတွက်အလွန်ကျုံတက်တာစီတဲ့နီလန်တစ်ခုပါ။ကိုဖိရှားတဲ့အခါမှာအနီးနားမှာရှိတဲ့အစိပ်ပိုင်းတွေကလည်းညှော်နေသွားတာပြီးရှိရင်အဲ့ဒီအပိုင်းတွေကိုလည်းကင်းကျက်အောင်ပြုလုပ်ပေးပါတယ်။ဒါကို pocket floor နဲ့ perineum ကိုထောက်ပံ့ပေးခြင်းလို့ခေါ်ပြီးကလုံးလုံး area ကို upholstery လုပ်ပေးသလိုဖြစ်ပါတယ်။ ခြားနီလက်မှာထဝက်မှ10စင်တီမီတာခန့်ရှိသောအလွန်သေးငယ်သောဖြတ်တောက်မှုများဖြင့်တပ်အိမ်တွင်းမှာတပ်အိမ်ခွဲစိတ်ထုတ်ခြင်းဖြစ်ပြီး Web Porosity တပ်အိမ်ခွဲစိတ်မှုဖြစ်သည် ။တအိမ်ကကြီးလွန်ရင် laparoscopic တအိမ်ခွဲစိတ်မှုကိုမထစ်နိုင်ဘူးလို့ယူဆရင် နှစ်ပေါင်းများစွာလှုပ်ဆောင်ခဲ့တဲ့ရိုးရနီလန်းကို corpingostectomy သို့မဟုတ် laparotomy တအိမ်ခွဲစိတ်မှုလို့ခေါ်ပါတယ်။အဲ့ဒီအတွက် one bite နဲ့ရဲ့အလွာတွေကိုခက်ထုတ်ပြီးတအိမ်ထဲကလက်တွေကိုခက်လိုက်ပါဟုတ်ပါတယ်ဆက်ရုပ်သားအိမ်ခွဲစိတ်မှုလို့ခေါ်တဲ့တအိမ်ခွဲစိတ်မှုကိုမကြသေးမီကပြုလုပ်တဲ့နီလန်တစ်ခုရှိပါတယ်အဲ့ဒီမှာဆက်ရုပ်ကတအိမ်ဖေယံမှာခွဲစိတ်ဆရာဝန်ကိုကူညီပေးပါတယ် ီနီလန်တစ်ခုချင်းစီမှာသူ့ရဲ့အရေးပါမှုတွေရှိပြီးအခြေအနေတချို့မှာတစ်ခုချင်းစီကအကောင်းဆုံးနီလန်ဖြစ်နိုင်ပါတယ်။ဒါဆိုရင်ဘလို့ history တမီနီလန်ကိုရွေးချယ်မလဲဆိုတာဘယ်သူဆုံးဖြစ်တာလဲ။ဒါကအမျိုးသားတည်တနာအမျိုးသားနဲ့ဆရာဝန်ရဲ့ကျွမ်းကျင်မှုကိုမူတည်ပါတယ်။ဒီအရာတွေကိုပေါင်းစပ်ပြီးသင်အတွက်အကောင်းဆုံးနီလန်ကိုဆုံးဖြတ်ရပါမယ်။တနည်းကတနည်းထက်ပုံမကောင်းမွန်တယ်လို့မပြောချင်ပါဘူး။ ်ယခုချင်းစီမှာထူးခြားချက်ရှိပါတယ်ပေါမုတ်ချက်အိုးကိုတုံးရတဲ့အခန်းကဏ္ဍတစ်ခုရှိတယ်လို့ဂဒိုင်းမှာချက်ရတဲ့အခန်းကဏ္ဍတစ်ခုမိုက်ခရိုဝေးအိုးနဲ့ချက်ရတဲ့အခန်းကဏ္ဍတစ်ခုသမင်းအိုးနဲ့ချက်ရတဲ့အခန်းကဏ္ဍတစ်ခုလည်းရှိပါတယ်ဒါကြောင့်တစ်ခုချင်းစီကိုတင့်တော်တယ်လို့အသုံးချသင့်ပါတယ်ဒီလိုပဲနီလဲအမျိုးမျိုးရှိပြီးတခုချင်းစီကိုမှန်ကန်တဲ့နီးနဲ့အတုံးချတင်ပါတယ်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့